မင်္ဂလာပါတင်ပေါင်းတင်ညီများချင်းသုံးစာဟုတ်တယ်မှအိမ်မက်စ်ကိုဖတ်ပြပါမယ်အခုစကားကိုရုပ်ရှင်စတူဒီယိုက သူ့ကိုမရိုက်စေချင်မှန်း Ocean Worlds တီးပီးတာပါ World ကအရန်တော်ပေးမယ်အလုပ်တွေလုပ်ရတာတိတ်ခတ်တယ်သူဒါကြောင့်လေအမေရိကမှာသူဒါရိုက်တာလုပ်လို့မရတာလွန်ခဲ့တဲ့10နှစ်လုံးလုံးဥရောပတခွင်လှည့်ပြီးရရစကားတွေကိုရိုက်နေရတယ် အခုရိုက်မဲ့ရုပ်ရှင်က Ocean World အတွက် Hollywood စီးပွားရေးကိုပြန်ရောက်ဖို့ပထမဆုံးနဲ့နောက်ဆုံးအခွင့်အရေးပဲ။ Studio ကသူ့ကိုတိတ်မယုံတော့ပေါ်ပေါ်ပဲပဲစကားတကားပဲပြရိုက်တယ်။သူ့ကိုစိတ်မချလို့တဲ့။ Studio ပိုင်ရှင်တွေကရိုက်ကွင်းအထိကိုယ်တိုင်လာကြည့်ပြီးအခြေအနေကိုအကဲခတ်ကြတယ်။ပိုင်ရှင်တွေရောက်လာတော့ Ocean World ရုပ်ရှင်ရိုက်နေတာကိုမတွေ့ရဘူး။ Rehearsal လို့ခေါ်တဲ့အစမ်းလေးကျင့်တာကိုပဲထက်ခါထက်ခါလုပ်တာပဲတွေ့တယ်။ ရဟစဲကိုခါပေါင်းများစွာလုံနေတာတကတ်တောင်မရရသေးဘူးတဖြည်းဖြည်းမှောင်လာတယ်အစမ်းလေးကျင့်နေတာမပြီးဘူးကင်မရာဘလို့ရွှေ့မလဲလူဝင်ထွက်တွေဘလို့သွားလာမလဲ dialogue တွေဘလို့ပြောကြမလဲစသဖြင့်အတိအကျလေ့ကျင့်နေကြတာပဲတွေ့ရတယ်ပိုင်ရှင်တွေကလည်းဒီဒါရိုက်တာတော့ယူသွားပြီဆိုပြီးထင်တာပေါ့တဖြည်းဖြည်းအာယုံမှုအချိန်ရောက်နေထွက်လာတော့မှ Olsen Way ကရိုက်ကွင်းကိုရက်လိုက်တယ် စတီရီယိုပိုင်ရှင်တွေအော်ဆင်ဝဲအနာကိုရောက်သွားတယ်။သူတို့ကပြောတယ်အော်ဆင်မင်းအရင်တိုင်းမဲ့ဘာမှကိုမပြောင်းလဲပါလား။တရက်လုံးတညလုံး rehearsal နဲ့ပဲအချိန်ကုန်သွားတယ်။တကန်းလောက်ပဲလိုက်ရိုက်လိုက်ရတယ်။အခုသတ်မှတ်ထားတဲ့ရက်ထက်၃ရက်တောင်နောက်ကျနေပြီ။ဒီရုပ်ရှင်တော့တဲတဲရည်သွန်ပဲ။အော်ဆင်ဝဲကပြန်ပြောတယ်။ခမားတို့ဒါကိုမျက်စိရှိမှဘာဖြစ်နေသလဲသဘောပေါက်ရင်နားလည်မှာပဲ။ခမားတို့မြင်လိုက်ရတဲ့ရိုက်ွက်ကရုပ်ရှင်သမိုင်းမှာ တမိုင်းတွင်သွားမယ်ရိုက်ွက်မျိုးရိုက်ွက်မျိုးဗျပြီးတော့ဒီ shooting က3ရက်နောက်ကျနေတာမဟုတ်ဘူး9ရက်စောပြီးနေတာနားလည်လားပြောပြရတယ် world လက်ထက်လက်ထွက်သွားတယ်အဲ့ဒီနေ့တနေ့လုံး world ရိုက်နေခဲ့တဲ့ရုပ်ရှင်ပြကွက်ဟာ touch of evil လို့ခေါ်တဲ့ရုပ်ရှင်ကားရဲ့အဖွင့်ဇဝင်ကန်းကဘာရုပ်ရှင်တမိုင်းရဲ့အကောင်းဆုံးသောအဖွင့်ပြကွက်တစ်ခုအဖြစ်အသိမှတ်ပြုလာရမယ့်ရိုက်ချက် 3မိနစ်ကျော်လောက်ကြာတဲ့ပြက်ွက်ကိုကတ်မဖြတ်ပဲဇက်တိုက်ရိုက်ပြသွားတာသူ့လက်ထဲကိုထိုးထည့်ပြီးလိုက်တဲ့ပေါ်ပေါ်ပဲပဲဇလန်းတစ်ခုကို Olsen Well ကကနွေရုပ်ရှင်တကားဖြစ်အောင်ပြောင်းပေးခဲ့တယ်အဖွင့်ရိုက်ချက်မှာတင်ချပြသွားတာလည်းအများကြီးရုပ်ရှင်စဖွန့်ဖွင့်ခြင်းမှာချိန်ကြိုက်ပုံးတစ်လုံးကိုပြင်ဆင်နေတဲ့လူတစ်ယောက်ကိုပြရတယ်။ကင်မရာကဘေးကိုရွှေ့သွားပြီးဘုံသမားရဲ့နေရာစီလူတွေလာနေတာကိုပြရတယ်။ဘုံသမားကကားနောက်ဖုံးကိုဖွင့်နေ ဘုံကိုအထဲမှာထည့်ပြီးအဖုံးကိုပြန်ပိတ်ပြီးမတိမတာထွက်သွားတယ်။အဲ့ဒီကားထဲကိုစုံတွဲတရွဲ့ဝင်ထိုင်နေ။ယောက်ျားဖြစ်တဲ့သူကကားကိုမောင်းပြီးထွက်သွားတယ်။ကင်မရာအပေါ်ကိုတက်သွားတယ်။မောင်းထွက်သွားတဲ့ကားရဲ့မြင်ကွင်းကိုအပေါ်စည်းကနေပြတယ်။ကားလူကူးမြင်ချနာကိုရောက်တော့ပလိတ်ကကားကို အရှိန်လျှော့ဖို့ချက်ပြတယ်။လူကူးမြင်ချကိုနောက်ထပ်စုံတွဲတရွဲ့ကဖြတ်ကူတယ်။ဘုံပါလာတဲ့ကားကဖြည်းဖြည်းချင်းဆက်မောင်းနေ။အခုဖြစ်နေတာတွေက အမေရိကန်မက္ကီကန်နေဆက်စခန်းနာမှာဖြစ်နေရနေဆက်ဆောင်ရဲတွေကလမ်းလျှောက်နေတဲ့ဇုံတွဲကိုလှမ်းကြည့်တယ်။အဲ့ဒီဇုံတွဲကိုတီးတဲ့ရဲတယောက်ကအဲ့ဒီလူကဟိုတလောကပဲမူးယစ်စေးခိုင်းတစ်ခုကိုဝင်စီးခဲ့တဲ့ရဲရရှိလေးဆိုပြီး သူ့တငယ်ချင်းအဆောင်ကိုရှင်းပြတယ်။သူကအခုမှမင်္ဂလာဆောင်ထားတာဘေးကသူ့သမီးသမီးပေါ်ကောင်မလေးကိုပါလက်ညှိုးထိုးပြပြီးပြောတယ်။ဘုံပါလာတဲ့ကားကနေဆက်စခန်းကိုဖြည်းဖြည်းချင်းဖြတ်တယ်။ စောစောကလမ်းလျှောက်နေတဲ့ဇုံတွေရက်ပြီးနှခမ်းချင်းနန်းနေအဲ့ဒီအချိန်မှာပဲဘုံပါလာတဲ့ကားပောက်ကွဲသွားတယ်။စကားတကားလုံးရဲ့အဓိကကြော်ရုပ်ကိုအော်စန်ဝဲကပထမဆုံးအဖွင့်ရိုက်ချက်တစ်ခုတည်းနဲ့အကုန်ချပြသွားတာ။အဲ့ဒီခေတုံးကဒီလိုဒရက်ဆာစတိုက်ရိုက်တဲ့ရိုက်ချက်မျိုးဘယ်သူမှမတွေ့ဘူးသေးဘူးလေ။ဝေါ်ရဲ့ရိုက်ချက်ကတက်ရက်တယ်ပြေပြစ်တယ်အဖြူမဲနှစ်ယောင်တည်းနဲ့လှပကြွရွာလာအောင်ပြနိုင်နေ။ကြီးတဲ့သူရင်တထိတ်ထိတ်ဖြစ်အောင်ဆွဲဆောင်နိုင်နေ။ သူရဲ့ရိုက်ချက်ကရုပ်ရှင်လောကရဲ့နောင်လာနောက်သားတွေအနေနဲ့မတင်မဖြစ်တင်ယူရတဲ့သင်ခန်းစာတစ်ခုဖြစ်လာတယ်။ပြီးတော့ Olsen Well ကစတူဒီယိုပိုင်ရှင်တွေကိုသူဘလို့ဆက်ဆံလိုက်တယ်လဲဆိုတာကိုလည်းနားလည်တယ်။သူအနေနဲ့ပိုင်ရှင်တွေကိုရှင်းပြနေလို့ဘာမှမထူးဘူးဆိုတာကိုသဘောပေါက်တယ်။ဒီရိုက်ခွက်အကြောင်းတကူးတကရှင်းပြနေရင်ဟိုလူတွေကနားလည်မှာမဟုတ်ဘူး။အဖတ်လုံးမှာလည်းမဟုတ်ဘူး။ အဲ့ဒီလိုမရိုက်ဖို့ပဲတားကြပါဒီတော့သူတို့ပြောနေတာတွေကိုမသိချင်အောင်စောင်းကိုလို့ဆန်ရှိရဆက်လို့ဒါပဲရှိတယ်အောင်မြင်သွားရင်နာမည်ကြီးမယ်မအောင်မြင်ခွေးဖြစ်မယ်ဘဝရဲ့ဆုံးဖြတ်ချက်တိုင်းကဒီလိုပဲမဟုတ်လားအဆင်ဝပြောမှုတဲ့စကားတစ်ခုလိုပဲပေါ့သူတို့လိုချင်တာလောက်ကိုပဲချမပြနိုင်သူတို့အိမ်မက်တောင်မမက်ဘူးတဲ့အရာမျိုးကိုလုတ်ပြလိုက်